တ်ဘာသာနဲ့ပတ်သက်တဲ့ဓမ္မမေခွန်းများမေခွန်းပြုတော်မူပါရှင်ဗျာ။ဟုတ်ပါမှာ။နောက်ထပ်မေခွန်းတစ်ခုကတော့ဥမ္မောင်တော်မေးရဖြစ်ပါတယ်။ဖျားတို့ယဟန္တာတို့ပြည့်စေကဗုဒ္ဓတို့ဟာဇန်တမာဘတ်ဝင်စားတဲ့အခါမှာဘယ်အကြောင်းအရာတွေကိုအာယုံထားပြီးတော့ဇန်တမာဘတ်ဝင်စားလေးရှိပါလိမ့်ရှင်ဗျာ။ဇန်ဝင်စားတဲ့အခါကျတော့သူကဒီကတိုင်းအာယုံနဲ့ဝင်စားတာရှိတယ်အာနာပါနာအာယုံနဲ့ဝင်စားတာရှိတယ် သူတို့လေ့ကျင့်ထားတဲ့ကတိုင်းအာယုံပေါ့ဥပမာပထဝီကတိုင်းဝန်းကိုရှုပြီးတော့ဆောင်းဝင်စားမယ်။တို့ကတိုင်းအာယုံနဲ့ဝင်စားတယ်။တချို့ကျထွက်လေဝင်လေအာနာပါနာနဲ့ပဲဝင်စားရလည်းရှိတယ်။သူကိုရထားတဲ့ဇန်ရဲ့အာယုံနဲ့ပဲနောက်ထပ်ထပ်ရအောင်လုပ်တယ်ပေါ့။ကျမဗျာ။အဲ့ဒီကတိုင်းအာယုံနဲ့ဝင်စားတယ်။ဒါဆန်တမဘတ်ဝင်စားတာ။တမဘတ်ကဇန်ကြီးပဲမဟုတ်ဘူး။သာနာတမဘတ်ဖလတမဘတ်ဆိုနှစ်ခုရှိတယ်။ကျမဗျာ။ နော်အဲ့ဒါကိုခွဲပြောရမယ်ဆိုရင်စာဝင်စားတဲ့အခါကျတော့ခုနကတိုင်းအာယုံတို့စားတဲ့ပြည့်ညတ်တွေကိုအာယုံပြုပြီးတော့ငကွားရရှိထားတဲ့တည်ကျင့်ထားတဲ့အတိုင်းပြန်ပြီးတော့အာယုံပြုပြီးတော့ဒီအဆင့်ကိုရောက်အောင်သွားတာတမပါသမပတ္တိဆိုတာရောက်ရှိခြင်းလို့အဓိပ္ပာယ်ရတယ်ပြည့်စုံအောင်ရောက်ရှိနေတဲ့အဆင့်တစ်ခုကိုသမပတ္တိလို့သာနာသမပတ္တိသူရထားတဲ့ဇန်ရဲ့အာယုနဲ့ပဲနောက်ထပ်ပြန်ရအောင်လုပ်တယ်တမပါဗျာနော်ကတိုင်းခွက်နဲ့ရှုပြီးတော့ပဲဇန်ရတယ် ကတိုင်းအာယုန်တစ်ခုနဲ့ရှူပြီးတော့ပဲဆံရရင်အဲ့ဒီအာယုန်ကိုပဲပြန်ပြီးတော့ဆင်းရင်ပြီးတော့ဆံရတယ်။ဒါသာနာတမဘတ်ဖလားတမဘတ်ဆိုတာကြတော့သူကဝိပဿနာကုတ္တနာမှာရှိတဲ့ယုတ်ဒီနံတွေကိုယုတ်နံနှစ်ပါးကိုသင်္ခါရတရားတွေကိုဝိပဿနာနဲ့ရှုတယ်။ရှုပြီးတဲ့အခါမှာနိဗ္ဗာန်ကိုအာယုန်ပြုတဲ့ဖို့စိတ်ပေါ်လာတယ်။အဲ့ဒီဖို့စိတ်နဲ့နိဗ္ဗာန်ကိုအာယုန်ပြုပြီးတော့နေတာ။လေကားကတော့ဝိပဿနာပဲသူက วิปัสสนาเนี่ยตက်ตั้วပြီးတဲ့အခါသင်္ခါရတွေကိုရှုရင်ကနေပြီးသင်္ခါရကင်းပြတ်သွားတဲ့အဆင့်လေးကိုရောက်သွားလို့ရှိရင်ဒါနိဗ္ဗာန်အဲ့ဒီနိဗ္ဗာန်အာယုန်နဲ့ဖိုးစိတ်တွေထပ်ပြီးတော့ဖြစ်တယ်သောတာပန်ဆိုရင်သောတာပတ္တိဖိုးတက္ကရာကံဆိုတက္ကရာပြီးဖိုးအဲ့လိုသူ့ဖိုးနဲ့သူဖြစ်တယ်အဲ့လိုဝင်စားတာပဲเนาะဖေယားယဟန္တာတို့ပိစိကဗုဒ္ဓတို့ဖြစ်သွားရင်တော့အရတ္တဖိုးတစ်ခုပဲဝင်စားလို့ရသောတာပတ္တိဖိုးတက္ကရာကံဖိုးနာဂာမိဖိုးသူတို့မှမရှိတော့ပြီးသွားပြီ အဲ့တော့ရတ္တဖို့တစ်ခုနဲ့သူတို့နိဗ္ဗာန်ကိုအာရုံပြုပြီးဝင်စားတယ်လို့အဲ့လိုပဲမှတ်ရမှာနော်တင်ပါဗျာတင်ပါဗျာအဲ့ဒါဆိုလို့ချင်းသူတို့ကဒီဖရာတို့ယဟန္တာတို့ကကြတော့အာနာပါနဝင်လေထွက်လေဒီဘေဟုစာကိုတွေးတော်ပြီးတော့သူတို့စံသမာဘဝင်စားပါလေရှင်ခုနပြောတဲ့အတိုင်းပဲသူသူစံရတော့ကဘာနဲ့လောက်ခဲ့တာတော့တင်ပါဗျာအဲ့ဒီတော့ကသူလေ့ကျင့်ခဲ့တဲ့အာယုန်ဒီပဲနဲ့သူ့ရဲ့ဇာဝင်စားစရာအာယုန်တစ်ခုပေါ့တင်ပါဗျာဥပမာ ကတိုင်း၁၀ပါးရှိတဲ့ထင်မှာအဲ့ဒီကတိုင်းနဲ့တခုနဲ့ဝင်စားခြင်းသားမယ်နော်အာနာပါနနဲ့ဝင်စားခြင်းဝင်စားမယ်ဝင်စားလို့ရတဲ့ဆံအရဟတဖို့ဆိုတာဘာကိုပြောလဲအရဟတဖို့ဆိုတာကယဟန္တာပုဂ္ဂိုလ်ရဲ့တဏ္ဍမှာနိဗ္ဗာန်ကိုအောင်ပြုတဲ့စိတ်အခိတေသတွေကိုငြိမ့်သက်ထားပြီးတော့ယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေကနိဗ္ဗာန်ကိုအောင်ပြုတဲ့စိတ်တွေကိုရတဖို့လို့ခေါ်တာကျန်တဲ့အချိန်မှာရတဖို့စိတ်ကဖြစ်နေတာမဟုတ်ဘူးယဟန္တာပုဂ္ဂိုလ်မှာကျန်တဲ့အချိန်မှာတမန်ပုဂ္ဂိုလ်တွေဖြစ်တဲ့စိတ်ပဲဖြစ်တယ် ဟုတ်ပါဗျာကုသိုလ်မဖြစ်ဘူးသူတို့ကြတော့ကရိယာလိုပဲဖြစ်တယ်တမန်မျက်စိကမြင်ရင်စက်ခွေးဝဉ္စိတ်ဖြစ်မယ်နားကအတန်ကြရင်သောတာဝဉ္စိတ်ပဲဖြစ်မယ်အဲ့လိုဟာမျိုးပေါ့နော်တမန်အနေထားကတမန်ပဲဖြစ်တယ်နိဗ္ဗာန်ကိုအာယုံပြုပြီးဆိုတော့မှခန္ဓာအရဟတဖို့ဆိုတာဖြစ်တယ်ဟုတ်ပါဗျာဖလားတမဘတ်ဆိုတော့နိဗ္ဗာန်ကိုအာယုံပြုတာအဲ့တော့နိဗ္ဗာန်အာယုံမရောက်ခင်ပါလောက်ရလဲဆိုသင်္ခါရအာယုံနဲ့ဝိပဿနာရှုရတယ်ရှုမှဟိုပေါ်ရောက်သွားတယ် တင်ပါဗျာလေကားနဲ့အလားသဏ္ဍာန်တူတယ်ပေါ့ဝိပဿနာဆိုရက်လေကားတက်ပြီးတော့မှဖို့ကိုရောက်တယ်တင်ပါဗျာသူကဖလားဖို့တော့ကတော့ကြဆင်းမြင့်တယ်နိတင်ပါဗျာတင်ပါဗျာတင်ပါနောက်မေကုန်းတစ်ခုကတော့ဖုံဖုံအနေနဲ့ရောလူမဟုတ်ပဲတခြားဘုံကပုံကူများအောင်မြင်မှုပါသလားဥမာနတ်တို့ဝိညာဉ်တို့ပေါ့ရှင်ဗျာဖုံဖုံအနေနဲ့တဘာဝလွန်ဖြစ်ရများရောကြုံမှုပါသလားဘာရင်းများကြုံတွေ့မြင်ခဲ့မှုပါလဲရှင်ဗျာဝိညာဉ်ဆိုတာတစေတရေကိုပြောတာတမရဲ့တင်ပါဗျာဖုံဖုံငယ်ငယ်လေးတုန်းက ဒါ6နှစ်အရွယ်လောက်တုန်းက6နှစ်9နှစ်အရွယ်လောက်တုန်းကတစီ6ခါရတယ်လို့ပြောမှာပေါ့နော် တမပါဗျာတေသွားတဲ့ဥမာရဲ့ဆွေမျိုးမကင်းပါဘူးကအဲ့နာမှာသူအိမ်နားမှာသူတေသွားတာတလားလောက်ပဲရှိသေးတယ်တမပါဗျာသူအိမ်ဟိုနားမှာလည်းမကြီးပြင်းကြီးရှိသေးတယ်တမပါဗျာညနေမိုးမချုပ်ခင်ဖိုးဖိုးအကူတယောက်နဲ့အဲ့ဒီအိမ်နားရောက်သွားတော့အကူကအဲ့ဒီအိမ်ပေါ်တက်သွားတော့ဖိုးဖိုးကအဲ့ဒီတကယ် အဖွားကြီးသေးထားတာကိုကြောက်ပြီးတော့အိမ်မော်တော့မလိုက်ဘူးအောက်မှာပဲမချီးပင်ကြီးနဲ့မှရက်နေတယ်တင်ပါဗျာအဲရက်တော့ရက်နေတဲ့အချိန်လေးမှာနောက်ကခြေတန်းလိုကြားတော့လှဲ့ကြည့်တော့မချီးပင်ကိုဝလုံးကြီးနဲ့ဖြန်းကနေရိုက်တာအဲ့ဒါတော့ကိုမျက်စိနဲ့မြင်ရဘသူကဝလုံးကြီးရိုက်ဘသူမှလည်းလူမရှိပဲနဲ့ဝလုံးကြီးရကြီးပဲပြန်လာပြီးတော့ဖြန်းဆိုရိုက်ပြီးပျောက်သွားတာဝလုံးကြီးကပဲလေထဲမှာရိုက်ပြီးလေထဲမှာရိုက်ပြီးပျောက်သွားတာအဲ့ဒါတော့ကိုမျက်စိနဲ့မြင်လိုက်တယ်လူကမရှိဘူးသူကမရှိဘူးတင်ပါဗျာ ညနေနေဝင်ရိုးရီချိန်တွေမှာဗျန်းငနဲ့အတန်လဲကြတဲ့ဝက်လုံးကြီးလက်မြင်နဲ့ခနေတရအဲ့ဒီဝက်လုံးကိုမှတ်မိနေတယ်တမန်ပြအဝါရောင်ဒီထိတ်မှာနှစ်ဖားနဲ့အဲ့ဒီတင်းဝါလို့ခေါ်တဲ့ဝါမျိုးပဲတမန်ပြအဲ့ဒါနဲ့ဖြန်းငနဲ့ပဲကြီးပင်ကြီးရိုက်လိုက်တာလန့်သွားတာပေါ့တမန်ပြအဲ့ဒါတခုတွေ့ဘူးတယ်တမန်ပြအဲ့တော့ကြောက်တာပေါ့လေတမန်ပြသူကလေးဆိုကြောက်ပြီးတော့အဲ့ဒီအပင်ကြီးကိုမကြည့်ရတော့တမန်ပြအဲ့ဒါတခုကြုံမှုတယ်တမန်ပြချန်တာတော့ ဟိုခยีသွားရင်အခု မကြခင်ကခยีသွားရင်ကြုံတာတခုကတော့ဆယ်မိုင်ကုန်းကိုဘုံပန်းပြုတ်လက်ပရဟိတအကြောင်းသွားပြီးတော့တရားဟောတယ်ဆယ်မိုင်ကုန်းကဘယ်နားမှာရှိပါလဲပကိုးဆယ်မိုင်ကုန်းပကိုးဆယ်မိုင်တင်ပါပကိုးဆယ်မိုင်ကုန်းဆိုတော့တင်ပါဗျာအဲ့ဘောလှဲကုအလွန်လေးပေါ့တင်ပါဗျာဟိုငါငါဆိုတော့မက်ကသွားလို့ရှင်မိနစ်40လောက်မောင်းရတယ်တင်ပါဗျာအဲ့တော်ကြီးတဲ့ဖြတ်ပြီးတော့၆တန်းတာဝါ၆တန်းဆိုရဲဘုရားရှိတယ် ဖြောက်တန်းမှုတန်းရှိတယ်တမပါဗျာအဲ့နာနီးမှသွားတရားဟောတယ်တမပါညာ9နိုင်ွယ်လောက်အဲ့ဒီကနေပြန်လာတော့7နိုင်လောက်ပေါ့နော်တမပါဗျာအဲ့ဒီမှာကလေးမလေးတယောက်မျက်နှာတော့ကောင်းမမြင်အောင်ခါဝန်တို့လေးနဲ့ဝတ်ပြီးတော့သူ့ကားနောက်ကနေပြီးတော့ဖုန်းတို့ကားစီပြေးလာတာတမပါဗျာဟဲ့ဒီအချိန်ကြီးဘသူပါလေးလို့ရွာတွေကထွက်ပြေးလာသလားလို့စိတ်ကအဲ့လောက်ပဲဖြစ်တယ်တမပါဗျာနောက်တွေးကြည့်လိုက်တော့ရွာမရှိဘူးအဲ့ဒါတင်းကြိုင်းပဲရှိတယ်တမပါဗျာအဲ့ဒါတော့မျက်စိနဲ့မြင်ရတာတခါတမပါဗျာနော် ်ပါဗျာအခုခုမကြာခင်မြင်နေအမြင်ဖေဖော်ဝါရီလတည်းကမြင်တာတင်ပါဗျာအဲ့ဒီမတိုင်ကလွန်ခဲ့တဲ့7နှစ်လောက်ကဒီနေပြည်တော်တို့တော့မတည့်ရသေးဘူးတင်ပါဗျာနေပြည်တော်မတည့်ရခင်အနည်း20လောက်ဖြစ်နေပြီတင်ပါဗျာလမ်းဟောင်းကပြင်မနာချက်ကြာဆိုသိလားအဲတောင်ကြားကြီးနေကြားတော့ကြားဘူးဗျာပြင်မနာချက်ကြာဆိုရေစင်းတွေကတော့လည်းနေသလားမသိဘူးလမ်းဟောင်းပဲတင်ပါဗျာအဲ့ရဖုံးဖုံးတို့ကားတစီးတဲ့ပဲပြန်ကုန်ကိုဆင်းလာတာ ်ကားသမားနဲ့ဖုံဖုံနဲ့ညှောက်ထဲပဲတင်ပါဗျာပထမကုန်းတက်လေးကိုမီးထိုးပြီးတော့တက်လိုက်တဲ့အခါကုန်းထိတ်လေးမှာလမ်းမေးမှာထိုင်တာကလေးမလေးနှစ်ယောက်တင်ပါဗျာနာရီကြီးလိုက်တော့၁၂နာရီကြီးပြီးတော့တော်ကြီးတင်ပါဗျာအဲ့ဒါလူလူလို့ပဲမြင်ခဲ့တာပဲနော်ကိုကြောက်တဲ့စိတ်တွေပဲအဲ့ဒါမဖြစ်ပါဘူး။ तू ကကြတော့ဘလို့အဲ့ကလေးမလေးနှစ်ယောက်ကြတော့ဘလို့ဝယ်စားမျိုးဝယ်ထားလဲ။ရိုးရိုးပဲ။တမန်လူမြန်မာဝယ်စားလားဗျာ။မြန်မာဝယ်စားပဲ။မြန်မာဗျာ။အဲ့တော့သူတို့ကထိုင်းနဲ့ဥပမာပါနဲ့တူလို့ဆိုရင်သူ့အမေဖေက အမေလုံးတဲ့ပုဂ္ဂိုလ်ကအဲ့ထဲမှာဟင်းရွက်ခူးလို့သူတို့ထိုင်ဆောင်နေတဲ့ပုံစံမျိုးလေးပဲတင်ပါဗျာအဲအဲ့ဒါလည်းမျက်စိနဲ့မြင်ရတာကိုပြောပြတာတင်ပါဗျာနော်တင်ပါဗျာနောက်မှတွေးကြည့်တာဒီအချိန်ကြီးကဒါလူတော့မဖြစ်နိုင်ဘူးပေါ့နော်ပုံကိုတွေးကြည့်တာတင်ပါဗျာနောက်တစ်ခါနှစ်ချက်ထိုးလောက်ကြတော့ကာရှေ့ဆက်သွားတဲ့အခါမှာအဲ့လမ်းမှာပဲပေါ့ဗျာအဲ့လမ်းပဲပြင်မနာချကြဟိုဘက်အမျိုးသမီးတယောက်ခပ်ပိတ်မင်းအသက်20လောက်ပဲရှိသေးတယ်ကလေးမလေးတနခါးတွေဖုံးနေအောင်လိမ့်ထားတင်ပါဗျာလိမ့်ပြီးတော့ ုံးတို့ကာမိထိုးတဲ့အောက်မှာသူကာမိထိုးသွားတာဆိုတော့သူကလမ်းမေးသူကလည်းသူလမ်းသူရှောင်းအဲ့ဒါမြင်ခဲ့တယ်မြင်လိုက်တော့အချိန်နိုင်ကြည့်လိုက်တော့နှစ်ချက်ထိုးပဲရှိသေးတယ်ကျမဗျာဖုံးစိတ်ထဲမှာဘလို့ထင်တော့ဆိုဟာတို့ယွာနာရောက်ပြီထင်တယ်ယွာလူတွေအစိုးရထားကြတာနှစ်ချက်ထိုးပဲရှိသေးတယ်ဘဲသွားတာပါလေလို့အောင်မယ်ကျမဗျာကားနိုင်ဝဲမောင်းနေထီအောင်ဘာမှမတွေ့ရအောင်တော်ကြီးပဲရှိတယ်ကျမဗျာနောက်မှပြန်စဉ်းစားကြည့်တော့ကျမဗျာအဲ့ဒါမျိုးလေးတော့တွေ့ဘူးတယ်ကျမဗျာနောက်တစ်ခါ ဟိုတယ်မှာနေပြီးတော့ဟိုတယ်မှာတဲရင်ကနေပြီးတော့တင်ပါဗျာညတရင်တို့တော့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာအခန်းထဲမှာလူသွားတာကိုတွေ့လိုက်တကယ်တော့ဘယ်သူမှတော့မရှိဘူးအဲ့ချိန်မှာလူရိပ်ပေါ့သွားနေမြင်ရတဲ့ခေါင်းကိုမြင်နေရတယ်။သင်္နေရှားမြင်ရတယ်။သင်္နေရှားရမြင်နေရတယ်။တင်ပါဗျာ။အမောင်တွေကမြင်ရတယ်။အလင်းကလည်းရှိနေတယ်။ဘေးကပြီးတွေထွန်းထားတာဆိုဟိုလိုအလင်းကြီးတော့မဟုတ်ဘူး။အမောင်တွေမှမြင်နိုင်တဲ့အလင်းလေးပေါ့နော်။တင်ပါဗျာ။အဲ့ဒါတခါမြင်ရတယ်။ဒီပြင်းတော့မတွေ့ဘူးအောင်ဖို့ဖို့။တင်ပါဗျာ။ နောက်ထပ်မေးခွန်းတစ်ခုကတော့ဖုံဖုံအနေနဲ့ဖုံဖုံဘွားတစ်လျှောက်ပါဝမ်းနေစရာဒေါသထွက်စရာစိတ်တက်ကြစရာတွေကြုံလာတဲ့အခါပါမိမိရဲ့စိတ်ကိုဘယ်လိုထားပါလဲဘာလို့လဲဆိုတော့ယနေ့ခေတ်လူတော်များဝမ်းနေစရာဒေါသထွက်စရာစိတ်တက်ကြစရာများဆွဲကြရရှိတာကြောင့်ဖုံဖုံအနေနဲ့ဒီဥစ္စာကိုဘယ်လိုဖြတ်တန်းခဲ့ပါသလဲတခြားလူတွေလူပုလူစင်တွေဒီလိုမျိုးကြုံတွေ့ရရောဘယ်လိုစိတ်ထားနဲ့ဖြတ်တန်းတဲ့နယ်ဆိုတာလေးကိုလမ်းညွှန်ပြသပေးပါဗျာတွေ့ပါတယ်ဖုံဖုံတို့ ဝါနေစရာလည်းတွေ့ရတာပဲဒေါသထွက်စရာတော့ပို့ပြီးတော့တွေ့ရတယ်ပေါ့ကျမဗျာအဲကြောင့်တွေ့တော့ဆိုဘုံဘွားစတဲ့တိုင်းမှာကလေးတွေကိုင်းနေအော်အုတ်ချောရတယ်ဆိုတာလေကျမဗျာသူငယ်လေးတွေအုတ်ချောရတယ်ဆိုတာဒေါသထွက်စရာတွေအများကြီးတွေ့ရတယ်ပေါ့နော်ကျမဗျာစိတ်ဓာတ်ကျစရာဆိုတာကြတော့အဲ့ဒါတော့နည်းနည်းတော့စိတ်ဓာတ်ကျဖို့ဖြစ်ရတာတော့ကြုံတော့ကြုံပါတယ်မကြုံဘူးတော့မဟုတ်ဘူး အလွန်မင်းကြီးတော့ဖြစ်တာမမှတ်မိဘူးဖုံဖုံတမပါဗျာဝန်းနေစရာတော့ကို့မိဘတွေဆုံးတဲ့အခါတုန်းကဖြစ်ရတာပေါ့နော် ကိုရင်ဘဝမှာအဖေဦးဇင်းကြီးဆုံးသွားတယ်တမပါဗျာနောက်ဇာန်ဖြစ်လို့ဆယ်ဝါလောက်မှာအမိတိရဆင်းကြီးဆုံးသွားတယ်တမပါဗျာအဲ့ဒီအချိန်မှာတော့ဝန်းနေစရာတွေဖြစ်တာပေါ့နော်တမပါဗျာဖြစ်တယ်ဆိုတဲ့အခါမှာတော့အဲ့ဒီတုန်းကတော့အချိန်ကနေကုစားသွားတယ်လို့ပဲပြောရမှာပါပဲတမပါဗျာ တူရဝမ်းနေစရာဖြစ်တယ်တော်သားထွက်စရာဖြစ်တယ်ပြီးတော့လေပြန်ပြီးတော့ပြေသွားတာပါပဲတင်ပါဗျာထူးထူးခြားခြားပြန်ပြီးတော့ကိုယ့်ကိုယ်တရားသဘောနဲ့တွေးပြီးတော့ဖြည့်ပြောင်းတော့အောင်တော့ဆွဲမနေဘူးပေါ့နော်တင်ပါဗျာအဲ့တော့ဖုံးဖုံးတွေ့ကြုံရတော့ကိုယ့်ရင်ထဲမှာတော့အလောက်ကြီးပြင်းပြင်းထန်ထန်ဆွဲနေတာမရှိဘူးပေါ့တင်ပါဗျာအခုအသေးရကြီးလာတဲ့အခါကျတော့ သဘာဝတရားတွေကိုဆင်ញင်သုံးသပ်နိုင်လာတယ်ပေါ့လောကရဲ့သဘာဝကိုနားလည်လာတယ်ငယ်ငယ်တော့ဆိုရင်အမေသေးလို့ရှိရင်ငါတို့လည်းလိုက်သေးမယ်ဆွဲစိတ်တမျိုးဖြစ်ခဲ့ဘူးတယ်ပေါ့တမပါဗျာကို့အမေသေးရင်သူ့နဲ့တူတူလိုက်မယ်လိုက်လို့ရတယ်လို့လည်းထင်တယ်တမပါဗျာနောက်ပြီးတော့ငယ်ငယ်တော့ဒူးသေးလို့ရှိရင်မြေကြီးတည်းမြုပ်ရင်မွန်းမှန်လို့ကြောက်တယ်တမပါဗျာအဲ့ဒါမျိုးတွေလည်းဖြစ်ခဲ့ဘူးတယ်ပေါ့နော်တမပါဗျာနောက်ပိုင်းတော့သဘောပေါက်လာတဲ့အခါကျတော့ဝမ်းနေစရာတောသားထွက်စရာတွေ စိတ်ဓာတ်ကြစရာတွေစုံတဲ့အခါမှာဖုံးဖုံးရင်ထဲမှာတော့ဒါတွေကစွဲနေတာတိတ်မရှိဘူးအခုဖုံးဖုံးဒီအရွယ်မှာကြတော့အဲ့လိုဟာမျိုးတွေကြုံရလို့ရှင်ဖုံးဖုံးစိတ်ကိုဘယ်လိုထားပါသလဲရှင်ဗျာအဲဒေါသထွက်เสียကြုံလာလို့ရှင်ဖုံးကကိုဒေါသကိုပြန်ပြီးတော့ဟာဒီဒေါသထွက်တာမကောင်းဘူးအလကားပဲစိတ်ဆိုးနေတာအပိုးပဲဆိုပြီးတော့သူ့ကိုပြန်ပြီးတော့မကောင်းဘူးလို့စဉ်းစားလိုက်တာနဲ့သူကရော့ကျသွားတယ်မှန်ပါဗျာရော့ကျသွားပြီးနောက်ဆုံးမှာ သိခနိုင်အောင်ကြိုးစားတယ်ခွင့်လွှတ်နိုင်အောင်ကြိုးစားတယ်ကျမပါဗျာလူတွေရဲ့အပြုမူဟာသူကသူသဘောကျလို့သူလှုပ်တာပဲကျမပါဗျာဒါဒေါသထွက်နေတဲ့ငါဖကဘာမှအကျိုးရှိမှာမဟုတ်ဘူးကျမပါဒေါသထွက်ရင်ကိုပဲဒုက္ခရောက်မှာပဲဆိုတော့အတွေးတွေနဲ့လူတယောက်ပေါ်မှာဒေါသထွက်တာကိုအဲ့ဒီနည်းနဲ့ဖြေရှင်းတယ်ဘုန်းကျမပါဗျာနော်ကျမပါဗျာနော်စိတ်သက်ကြစရာတွေဖြစ်ပေါ်လာမယ်ဆိုလို့ရှင်လေအဘဝဆိုတာတခဏလေးပဲနော်အလုံးဟာဘာမှ ဟိုမမောစရာလည်းမရှိဘူးတွင်တာစရာလည်းမရှိဘူးမုန်းစရာလည်းမရှိဘူးအလုံးဟာတစ်ခဏလေးအချိန်ပဲဒီနေ့ကျတော့အလုံးဟာတိတ်ဆုံးသွားကြမှာပဲဆိုတဲ့ဒီအတွေ့လေးကတော့ဝမ်းနေစရာတို့ဒေါသထွက်စရာတို့စိတ်ဓာတ်ကျစရာတွေဒါတွေဟာအကားဝဲဖြစ်ပါတယ်အဲ့လိုပဲနှလုံးသွင်းလိုက်တာပါပဲပုံပုံဒီမှာဗျာနောက်ထပ်မိကွန်းတစ်ခုကတော့ဖုံဖုံအနေနဲ့ဘာကြောင့်သာသနာ့ဘောင်ထဲကိုဝင်လာပါသလဲသာသနာ့ဘောင်ထဲဝင်လာတဲ့ရည်ချက်ကိုသိရှိလိုပါတယ်နောက်ပြီးတော့ ဖုံဖုံရဲ့လက်ရှိယဟန်ဘွားပေါ့ယက်တီချက်နဲ့ရွေရက်နှမျိုးကိုလည်းသိချင်ပါတယ်ရှင်ဗျာသာသနာ့ဘောင်ဘာကြောင့်ဝင်လာတယ်လဲဆိုတော့ကိုရင်ဝတ္ထဆယ်နှစ်ဆိုတော့ကိုရဲ့ပတ်ဝန်းကျင်ကလည်းငယ်ငယ်တည်းကဘုန်းကြီးကျောင်းမှနေတာဆိုတော့ဘုန်းကြီးဘွားကိုဘာလဲလုံးမဟုတ်ဘူးဘုန်းကြီးတွေနဲ့ယဉ်နေသည့်အတွက်ကြောင့်ကိုပတ်ဝန်းကျင်ဖြစ်လာတာပေါ့နော်တင်ပါဗျာကိုပတ်ဝန်းကျင်ဖြစ်လာလို့အကောင်းဆုံးမသိဘဲနဲ့ဝင်လာတာပါပဲပြီးပါလည်းပဲ ကိုရှေ့ကလည်းပဲကိုနဲ့တတူရွယ်တူတွေသင်္ကန်းဝတ်ကြတယ်ဟိုရှင်းပြတယ်ဆိုတော့ကိုလည်းအဲ့လိုလှုပ်ချင်တယ်ပေါ့ဘုံဘုံအနေနဲ့ဆရာဝန်တို့အင်ဂျင်နီယာတို့စီးပွားရေးသမားတို့ဖြစ်လို့တဲ့ဆန္ဒအောင်မရှိခဲ့ဘူးလားအဲ့ဒါလေတော့မှဆိုတော့ဘုံဘုံတို့စီမှာဆရာဝန်တို့အင်ဂျင်နီယာတို့အဲ့ချက်ကခင်မစားဘူးကျမပါခင်စားတော့ဘုံဘုံအနေနဲ့ဖြစ်ချင်စိတ်တိတ်မရှိဘူးကျမပါဒါပေမဲ့ငယ်ငယ်တုန်းကတော့အဲ့ဒီသဘုံတွေပါနေရှိတဲ့အခါကျတော့စစ်တိုက်တော့စစ်ပူတော့ဖြစ်ချင်တဲ့စိတ်တစ်ခါပေါ်ဘူးလေကျမပါ တော့အနိစ္စဆုံးကတော့ကိုကဘုန်းကြီးเจ้าမှကြီးလာတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်သာသနာပေါင်းနဲ့ဝင်တာဟာပတ်ဝန်းကျင်ကြောင့်ဝင်တယ်လို့ပဲကိုယ့်ကိုပြန်သုံးသပ်မိတယ်ပေါ့နော်မှန်ပါဗျာမှန်ပါဗျာအဲ့သာသနာပေါင်းနဲ့ဝင်ရတဲ့ရည်ရွယ်ချက်လို့ဆိုတာလဲကြီးကြီးမားမားမရှိခဲ့ဘူးပေါ့ဘုန်းဘုန်းမှန်ပါဗျာတမကိုယ့်ကိုယ်တွေကလည်းဘုန်းကြီးတွေဘုန်းကြီးဝတ်ကြတယ်ဆိုတော့ကိုယ့်ကိုယ်တွေရဲ့ခင်မင်းနဲ့စိတ်နဲ့ပဲဝင်လာပြီးတော့ဘာလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်လဲကြီးကြီးရည်ရွယ်ချက်တော့မရှိပါဘူးတမပါဗျာအဲ့နောက်ပိုင်းရောက်တဲ့အခါကျတော့စတင်ရတယ် စာသင်ပြီးတဲ့အခါမှာဆောင်းဝဲဖြေတော့အဲဆောင်းဝဲအောင်မှုဆိုတဲ့စူးစမ်းတဲ့စိတ်ကတော့ဖြစ်လာတယ်မှာဗျာဆောင်းဝဲအောင်မှုအောင်လုပ်မယ်ဆိုရယ်ဆောင်းဝဲတဒံပြီးတဒံတဒံပြီးတဒံအောင်နေအဲ့ဒီဘက်ကိုတော့ဒါတွေကိုအောင်ညင်းတဲ့စိတ်ကလွတ်မိုးလာတယ်နောက်ပိုင်းကျတော့တယ်မှာဗျာအဲ့တော့ကိုယ့်အကိုစူးစမ်းလာတယ်နောက်ပိုင်းကျတော့တယ်မှာဗျာအခုရဟန်းဘုရားပေါ်မှာလက်ရှိယတ္တိချက်နဲ့ရည်ရချက်ဆိုတာကြတော့ဘုရားအခုအသက်ရွယ်နဲ့အသက်80ရက်ရောက်လာပြီဆိုတော့လေတယ်မှာဗျာ ရဟန်းဘဝနဲ့ဘုဘုရဲ့ရှိရချက်ကိုပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဟောတာတဲ့ပါဠိပိဋကတ်တွေကိုလူတိုင်းလူတိုင်းသိစေခြင်းနဲ့သိအောင်လုပ်မယ်ဆိုတဲ့ရွေးချက်ရှိတယ်။ဘုဘုကပညာဘူမိဆိုတဲ့တက္ကသိုလ်တစ်ခုကိုတည်ထောင်မှုတည်ထောင်ပြီးတော့နှစ်စဉ်လဲပြင်ဦးလဲမှာဝါတွင်ချိန်မှာဆိုရင်နှစ်စဉ်လဲသင်တန်းတွေပို့ချပေးတယ်။ကျေးဇူးပါဗျာ။ပါဠိရနေပြီးတော့ညမလို့ရှင်းပြပြီးတော့သင်တန်းပို့ချတဲ့နေ့ဟင်းတော့ကော်ပီတွေပေးပြီးတော့ reading and comprehension ပေါ့ဖတ်ပြီးနားလည်တဲ့အဆင့်ပိရိကစာပေအရင်းကိုလူတွေကိုသိစေချင်တဲ့သိအောင်လုပ်ပေးမယ်ဆိုရည်ရွယ်ချက်ရှိတယ်ပေါ့တမန်ပါဗျာဒီမှာဝိသုဒ္ဓိမဲ့လည်းသင်ကြားပို့ချပြီးပြီနိုင်ငံညာသားတွေကိုလည်းဖို့နှစ်ပေါင်း၁၀နှစ်တည်းမကနိုင်ငံညာသားတွေကိုလည်းပါဠိရနေပြီအင်္ဂလိပ်လိုရှင်းပြပြီးသင်ကြားပို့ချပေးတယ်တမန်နှစ်တိုင်းပဲသင်ကြားပို့ချအဲ့ဒီဟာကပို့ပြီးတော့တောင်စောတယ်ဖို့တမန်ပါဗျာအနည်း၂၀လောက်ရှိပြီ ်သူတို့ပို့ချပေးတာနိုင်ငံညာသားတွေကပို့များတယ်နိုင်ငံညာသားတွေပို့ချပြီးမှအခုဗမာတွေပို့ချတာက9နှစ်6နှစ်ဖြစ်ရှိသေးတယ်ဖုံဖုံကိုယ်တိုင်ပို့ချရလားဗျာဟုတ်တယ်ဖုံဖုံတင်လို့တဲ့အเจ้าရတွေကိုဖုံဖုံကိုယ်တိုင်ပို့ချပေးတယ်မနှစ်ကဆိုလို့ရှိရင်တင်နန်း၄ချိန်ဖွင့်တယ်တမပါဗျာတစ်ချိန်မှာအများဆုံးချိန်က600လောက်ရှိတယ်အနည်းဆုံးချိန်က400ရှိတယ်တင်နန်းဆင်းတာအလောက်ရှိတယ်တမပါဗျာလူတွေဒီမှာတင်နန်းတက်ကြတယ်အပြီးတမသင်ပေးတယ်နောက်ပြီးတော့ ဝိတ္တုမဲ့တုံးလို့ဟာမျိုးသင်ပေးတယ်နေစဉ်ဘဝမှာနေထိုင်ရေးအကြောင်းအရာတွေကိုရှင်းနေဟောဘုရားဟောတဲ့တရားတော်တွေကိုသိအောင်လုပ်ပေးတယ်အခုဒီနေ့တော့ဘာကြီးရဲ့တုံးဆိုဘုံကမြတ်စွာဘုရားဟောတဲ့ပိဋကတ်သုံးပုံနဲ့တုတ်တန်ပါဠိတွေကိုသူတွေနားလဲသဘောပေါက်အောင် အရင်ကလည်းသင်ပေးဘူးတယ်မဟာတရိပ္ပရဏတုတ်ကိုပို့ချချက်ဆိုတာရှိတယ်တခါတခါသူတို့တရိပ္ပရှင်တွေကလွှင့်နေလို့တော့ပြောတယ်ဟုတ်ပါဗျာ အဲဖုံးဖုံးတင်ပေးတာတွေကိုတင်နန်းတွေကိုပို့ချပေးတယ်လို့ပြောတယ်တင်ပါဗျာဟိုလွှင့်ပေးတယ်တဲ့အဲ့ဒါတင်ပါဗျာအဲ့လိုပေါ့လူတွေကိုဖုံးဖုံးကရသော်ပြာဟောတဲ့တရားတွေပိဋကတ်သုံးပုံထင်ရှားရှိနေတော့အဲ့ဒီပိဋကတ်သုံးပုံအတိုင်းကိုအာဘောမဟုတ်ဘူးရသော်ပြာကိုနားလဲအောင်ရှင်းပြတဲ့ဟာကိုဖုံးဖုံးလုပ်ခြင်း ਨੇ မြန်မာပြည်မှာအခုလိုကိုအသက်ရှိနေသမျှကာလပတ်လုံး ပါဠိဘာသာနဲ့ရသဗျာဟောထားတဲ့တရားတွေပိရိက၃ဘုံလို့ဆိုတဲ့နိက္ကေ900ဆိုတာသူကစာအုပ်ရေးအဖြစ်ပါဠိလိုရေးထားတဲ့အုပ်40အဲ့ဒီအုပ်40မှာဟိုတုံးတို့ကိုစာမျက်နှာ300နိဗ္ဗာန်လောက်ရှိတယ်တမန်ပြအဲ့ဖြတ်မှဖြတ်မြချင်းတွက်လိုက်မယ်ဆိုရင်အုပ်ရေးစာမျက်နှာ1000ကျော်2000လောက်ရှိမှာပေါ့နော်တမန်ပြနောက်အဲ့ဒါကိုဖွင့်ဆိုတဲ့အထက်ကရာက52အုပ်တိကာ26အုပ်ပေါ့တိတဲ့နည်းနည်းပါပူတာလည်းရှိတယ် အလိုပေါ်လိုက်ရင်ပါဠိပိဋကစာအုပ်ဟာ135အုပ်ရှိတယ်။တမန်ဗျာ။ဘယ်ဘာသာတရားမှာဒီလောက်သင်ကြားပို့ချချက်တွေကိုမှတ်တမ်းတင်ထားတာမရှိဘူး။တမန်ဗျာ။ဒီပါဠိဘာသာနဲ့ရေးထားတဲ့အစာဖြစ်သည့်အတွက်ကြောင့် language လက်လန်းမမိလို့တမန်လူတွေဟာဖတ်နိုင်မှုအရခက်ခဲတယ်။အဲ့ဒါကိုဘုန်းကြီးရဲ့စိတ်ထဲမှာဘုရားဘာသာဝင်မြန်မာလူမျိုးတွေပေါ့ကိုယ်နိုင်ငံလူတွေစိတ်ဝင်စားတဲ့လူတွေရဲ့လက်ထဲကိုမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုတစ်ခါတိကျ ပေးဖို့မြတ်စွာဘုရားရဲ့ message တွေကိုလူတွေရဲ့ရှင်တဲ့နှလုံးထဲမှာရောက်စေခြင်းနဲ့ဆက်ရှိတယ်။တရားဟောတာလည်းအဲ့ဒီရွယ်ချက်နဲ့ဟောတယ်။ခုတရားဟောရုံနဲ့လည်းမလုံလောက်ဘူး။သင်တန်းတွေလည်းပို့ချပေးမယ်ဆိုပြီးအခု90တော်မှာပညာဘူမိတက္ကသိုလ်ဆိုတာစတင်ဆောင်နေပြီ။အဲ့ဒီတက္ကသိုလ်မှာဒီပိဋကတ်ခုနအုပ်ရီ138အုပ်ကိုတင်နန်းစာအုပ်အနေနဲ့ဆီလ်ဘတ်အနေနဲ့အသုံးချမှာ တင်ပါဗျာကရကူလမ်တို့ဆုလက်အနေနဲ့သုံးချပြီးတော့အဲ့စာအုပ်တွေကိုလူတွေရင်းနဲ့နှလုံးနဲ့ရောက်အောင်စီမက်တဲ့တုတ်တာတွေကိုထည့်ပြီးတော့ဘုံကရွေးချယ်ပြီးတော့လှုပ်ဖို့အခုအဲ့ဒါကိုစီမံနေတယ်ပေါ့နော်တင်ပါဗျာအဲ့ဒါကိုစီမံနေတယ်လူတိုင်းလူတိုင်းပြိတ္တကသုံးဖို့နဲ့အနှစ်ချုပ်တွေကိုတီးအောင်လို့အဲ့ဒါကိုလှုပ်ချင်တဲ့ရည်ရွယ်ချက်ရှိပါတယ်ဘုံဘုံအနေနဲ့ဘာကြောင့်ဖျားဟောဒီပြိတ္တကတရားတော်တွေလူတွေရဲ့ရင်းနှဲကိုရောက်ရှိစေချင်တယ်လဲဗျာအဲ့တရားတော်တွေကိုရင်းနှဲရောက်ရှိခြင်းအဖြစ် ်ဘာများကောင်းကျူးချမ်းသာရနိုင်မှာလဲဗျာလူတွေဟာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုရောက်ရှင်နဲ့ရောက်သွားလို့ရှင်အကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးနားလဲသွားမယ်လှုပ်တင်တာနဲ့မလှုပ်တင်တာတွေကိုသူတို့နားလဲသဘောပေါက်သွားတော့စိတ်နှလုံးအေးချမ်းမှုကိုထိုက်လျောက်ရရှိသွားမယ်ကျောစာအထုတ်မဲ့ဆိုရင်ဘဝရဲ့အထိပ္ပယ်နဲ့ဒီအသိဉာဏ်ကိုအကြောင်းပြုပြီးလူတွေဟာသူတို့ရဲ့ဘဝယက်တည်မှုတွေဟာမှန်ကန်လာနိုင်တယ်ပေါ့တင်ပါဗျာမှန်ကန်လာနိုင်ပြီးတော့အပြစ်ကင်းတဲ့ဘဝမှာ စိတ်နှလုံးအေးချမ်းစွာနေထိုင်သွားပြီတိတဲ့ဆက်လက်ပြီးတော့တရားဓုတရားမြတ်ထီအောင်နောက်ဆုံးရောက်သွားနိုင်အောင်ရှောက်စီခြင်းနဲ့စိတ်တနဲ့ဒီဟာကိုလောက်ပေးတာပါတမပါဗျာရသောအဖြစ်ဖရာတရားတော်တွေကိုမသိကြလို့လူတွေကမှားရင်ချွတ်ချော်ပြီးတော့လမ်းမားတွေလိုက်ပြီးဒုက္ခရောက်ကြတာဟုတ်မှန်ပါဗျာတော့ဖရာတရားတော်တွေသိလို့ရှိရင်ရှင်းဒုက္ခတွေလွတ်မယ်လို့ထင်တယ်အခုလေဖုန်းစီမှာ feedback တွေခဏခဏရောက်ပါတယ်လူကိုယ်တိုင်လာလျှောက်ကြတာတွေတဲ့ ရပါတယ်မှန်ပါဗျာမှတ်တမ်းတင်ပထားရတာပဲရှိတယ်မှတချို့ဆိုရင်ရဲသေစားတောက်စားပြီးတော့စိတ်နှလုံးဒုက္ခရောက်နေတဲ့ပုံကိုယ်တွေဟာတရားနာပြီးတော့ခုရဲသေစားပျောက်ပြီးလူလူကောင်းသူကောင်းဖြစ်သွားတဲ့ပုံကိုယ်တွေ ਨੇ သူတို့ကိုယ်တိုင်နာလျှောက်တယ်နေပြည်တော်ကအမျိုးသမီးတယောက်ဆိုရင်သူ့ကိုယ်သူတတ်သိမလို့သူသုံးကားတိအောင်စ조사ဥတယ်တဲ့အခုတော့တရားတွေနာပြီးတော့ခုသူ့ကိုယ်သူတတ်မသိတော့ဘူးသူ့ဘဝမှာသူအသိဉာဏ်ရပြီးတော့ဘဝရဲ့တမ်းမှုကိုသိလာတယ် ဆိုတော့ဖုံးဖုံးစီကိုလာလျှောက်ဖူးတယ်။တမန်ပါဗျာ။အဲ့လိုလျှောက်တဲ့ပုံစံတွေလည်းမနေဘူးရှိတယ်။တမန်ပါဗျာ။နော်။အဲ့တော့ဒါအချိုးရှိတယ်လို့ဖုံးဖုံးကလည်းယုံကြည်တယ်။တမန်ပါဗျာ။တရားနာလိုက်တာနဲ့သူတွေဟာစိတ်နှလုံးအေးချမ်းမှုကိုရရှိသွားတယ်။အဆိုးတွေကလွတ်မြောက်သွားတယ်ဆိုတာ။အဲ့ဒါအတွက်ပါပဲဖုံးဖုံးကယတ္တိချက်နဲ့ရည်ရွယ်ချက်ကတော့အဲ့ဒီအတွက်ကိုကုညီပေးချင်တာအလုံးပေါ်အတိညာပေးချင်တယ်အတိညာပေးရင်သူတို့ရဲ့စိတ်နှလုံးအေးချမ်းမှုကိုရမယ်လို့ယုံကြည်တယ်တင်ပါဗျာတင်ပါဗျာ ဒီဥစ္စာတော့နောက်ဆုံးမေးခွန်းပဲဖြစ်ပါတယ်ရှင်ဗျာယနေ့ခေတ်လူငယ်များအတွက်ထားရှိတဲ့နဲ့စိတ်ဓာတ်နဲ့လောက်ကင်တဲ့နဲ့စောင်းချက်များကိုအရှင်ဖျားမိန်ကြားပြီးတော်မူပါ နောက်ပြီးတော့အခုရုပ်မြင်တန်ကြားနေကြီးရှုနေသူတွေအတွက်လည်းအရှင်ဖျားစုမုံကောင်းတောင်းပြီးတော်မူပါကောင်းပြီဘုရားမသာဝေလူငယ်တွေထားရှိတဲ့နဲ့စိတ်ဓာတ်ဆိုတာမေတ္တာကရုဏာမုရိတာဥပေက္ခာဆိုတဲ့ပြမစုတရားပဲပြောရင်တော့ဒါက ရှင်ဟောင်းလမ်းယိုကြီးလို့တပြားဟောင်းကြီးလို့ထင်ကောင်းထင်လိုက်ပဲတကယ်ကလူတိုင်းလူတိုင်းဟာကိုယ်ပတ်ဝန်းကျင်တစ်ဖက်သားရဲ့အကျိုးစီးပွားလိုလားတဲ့ဆိုတဲ့မေတ္တာစိတ်ရှိတဲ့နေနော်အလုံးကောင်းစားစေခြင်းနဲ့စိတ်မေတ္တာစိတ်ရှိတယ်မေတ္တာစိတ်ရှိခြင်းအပြင်လူတွေရဲ့ယဉ်ထဲမှာအမုန်းတရားတွေကင်းစင်သွားနိုင်တယ်ဒီမှာဗျာနောက်တစ်ခါအကျဉ်းနာတရားဆိုတာတုံးနဲ့တူစာနာထောက်ထားတဲ့အကျဉ်းနာတရားဆိုရယ်ကရုဏာလည်းပဲရှိတဲ့နေ ်နှိမ့်ကြတဲ့ပုံကိုယ်တွေပေါ်မှာအကျဉ်းနာထားခြင်းအပြင်ဒုတိယကိုဒုက္ခပေးလို့တဲ့စိတ်ရောပါသွားနိုင်တယ်မှန်ပါဗျာအခုကဒုက္ခပေးလို့တဲ့စိတ်တွေတော်တော်များနေကြတယ်ပေါ့နော်ဆရာဆိုမှုတွေဘာတွေသိစားတဲ့ဖတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒုက္ခပေးတာတွေများတယ်အမုန်းစိတ်တွေနဲ့ဒုက္ခပေးနေကြတယ်မှန်ပါဗျာနောက်တစ်ခုကတော့ဝိရိတာဆိုတဲ့သနာဝန္တာနိုင်တဲ့စိတ်ထားတာထားရှိတဲ့စိတ်ပဲအဲ့ဒါကိုထားရှိခြင်းအပြင် တူကောင်းစားတာဟိုတူမနာလို့ဘူးဆိုတော့ချက်လက်စီတွေကျော်ပါသွားနိုင်တယ်တမပါဗျာအဲ့တော့ဘယ်သူပဲလောကကြီးမှာအောင်မြင်ကြီးပွားကြီးပွားအလုံးကိုရှင်းနှံ့နိုင်တယ်ဟိုစာနာထောက်ထားရတဲ့ appreciative joy ပေါ့နော် appreciate လုံးနိုင်ဖို့လိုတယ်ခွာ appreciate ကိုမလုံးနိုင်ဘူးသူတွေကတမပါဗျာတေဦးတယောက်ကအောင်မြင်ကြီးပွားသွားတယ်ဆိုရင်မနာလို့တဲ့စိတ်နဲ့ဖြက်လို့ဖြက်စီးတွေလောက်ကြတာများနေတယ်တမပါ ဲ့ဒါကြောင့်မလို့ထားရှိတဲ့စိတ်ကတော့ဘယ်သူပဲအောင်မြင်ကြီးပွားကြီးပွားခြေနဲ့ဝမ်းသာတဲ့ appreciative joy ဆိုတဲ့မူရတာထားတဲ့နဲ့ချက်လက်စီမထားတဲ့မူနောက်တစ်ခုကတော့ဘယ်သူကပဲကိုယ့်ပေါ်ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေအကောင်းအဆိုးပေါ်မှာဘွေးမယူပဲနဲ့လှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်ဖို့လိုအပ်တယ်တချို့ကြတော့ကိုယ့်ပေါ်ကိုကောင်းတဲ့လူကိုသာသာထိုးထိုးလှုပ်တယ်ကိုယ့်ပေါ်ကိုမကောင်းတဲ့လူကိုဖိနှိပ်ခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်မျိုးတွေရှိတယ် အဲ့ဒါမျိုးမရှိဘဲနဲ့စိတ်ဟာတည်ငြိမ်တိပတ်တဲ့စိတ်ဓာတ်အနေနဲ့လူတွေကရှိတဲ့နဲ့ဥပေက္ခဆိုတဲ့စိတ်ဓာတ်မျိုးရှိတယ်။အဲ့တော့မေတ္တာကရုဏာမုရိဒာဥပေက္ခဆိုတဲ့ပြမစုတရားလို့ဆိုတဲ့ဒီစိတ်ဓာတ်တွေဟာကိုယ်ကတကယ်အရေးကြီးထားမှာ။တမပါဗျာ။မေတ္တာလို့ဆိုရင်လူတွေကမေတ္တာပို့နေမှာမေတ္တာလို့ထင်တာမဟုတ်ဘူး။တမပါဗျာ။ချီးပွားလို့တဲ့စိတ်ဓာတ်တစ်ဖက်သားဟိုကောင်းစားစေလို့တဲ့စိတ်လေးပဲထား။တမပါဗျာ။နော်အစဉ်ပြေစေခြင်းနဲ့စိတ်ထား။ ကရုဏာဆိုတာဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေကိုစင်နာထားပြီးတော့ဖေးမခြင်းနဲ့စိတ်ထားအမုရိတာဆိုတာခြေလက်စီကင်းပြီးတော့ဘသူရဲ့အောင်မြင်အောင်မြင်စင်နာနိုင်တဲ့စိတ်ထားဥပိ္ပခာဆိုတာကိုယ်ပေါ်မှာအညိုအတည်မထားတဲ့စိတ်ထားအညိုအတည်မှတ်သားမထားတဲ့စိတ်ထားမျိုးအဲ့ဒါတွေနဲ့ဘဝမှာလောကန်ဆောင်ရတဲ့နဲ့တို့ဘုရားဘာသာကိုယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေ ဒီစိတ်ဓာတ်ဟာလူတိုင်းထားပြီးတော့မကောင်းတဲ့စိတ်ဓာတ်တွေကိုယ်ရင်နဲ့နှလုံးထဲမှာပထားခြင်းဟာတော့လောကအတွက်နံပါတ်1ကိုယ်လည်းစိတ်နှလုံးအေးချမယ်ပတ်ဝန်းကျင်မှာလည်းစိတ်နှလုံးအေးချမယ်ဆိုရဲတာယာငြိမ်းချမ်းတဲ့ဘဝတစ်ခုကိုရရှိနိုင်ကြမှာဖြစ်တယ်။ဒါကြောင့်အားလုံးယမပြည်သူပြည်သားအားလုံးဟာမေတ္တာကရုဏာမုရိတာဥပိ္ခာဆိုရဲဒီမြင့်မြတ်တဲ့စိတ်ဓာတ်တွေနဲ့မကောင်းတဲ့ အမုန်းစိတ်နဲ့လူတယောက်ကိုပျက်စီးစေလို့တဲ့စိတ်တွေချက်လက်စီခေါ်တဲ့အိတ်သာမနာလို့တဲ့စိတ်တွေမစ္စရိယတွေဒါမျိုးတွေမရှိပဲနဲ့အညိုအတေအမုန်းစိတ်တွေမထားပဲနဲ့အလုံးတူဖို့တူမှာညီရင်အကိုယ်သက်ဖွဲ့စိတ်ဓာတ်ထားပြီးလောအပ်တာတွေကို ဖေးမှ ဆောင်းလျှောက်ပြီးနေထိုင်သွားကြမယ်ဆိုရင်အလုံးဟာပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းတဲ့ ပဝန်းကျင်ကြီးတခုရရှိမှာဖြစ်ပါတယ်အဲ့ဒါနေနေအောင်ကြိုးစားအထောက်ကြပါလို့ပြောချင်ပါတယ်သာဓုသာဓုသာဓုပါရှင်ပြမိကုန်းလေးရတော့ပြီးဆုံးသွားပါပြီ။ပြီးသွားပြီနော်။ဖြေချပြီရလဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ဟိုအဲ့ဆိုပြီးလာအတန်သွင်းတာတွေရုပ်တယ်။အတန်သွင်းတာအဆင်ပြေလား။အမြတ်အဆင်ပြေနော်။ ဘုံအဲ့ဆိုတပြည့်တော်ဝိထုငွေလေးကောက်ခံပေးပါဗျာရှိတယ်ထဲမှာအမားတော့မရှိပါဘူးမရှိပါဘူးလိုတာတော့ရှိမှာပေါ့နော်တင်ပါဗျာပြည့်စုံတာတော့ရှိနိုင်မှာတင်ပါဗျာတင်ပါဗျာပြည့်စုံအောင်တော့ကြုံတဲ့ခါထားဖြစ်တင်ပါဗျာတင်ပါဗျာတင်ပါသာဒုသာဒုသာဒုရှိကြမှာစိတ်ချမ်းသာ i Dios santo, jealous.